စိတ်ဆိုးဖို့မဟုတ်ဘူးတခါကတိခွပန်းတွေကိုအရန်နှစ်သက်တဲ့ဘုံကြီးတစ်ပါးရှိတယ်ဘုံကြီးဟာတရားထုတ်ပြီးပုံနေတဲ့အချိန်တွေကိုမန်းဆိုင်တာနဲ့ပဲကုန်လွန်ခဲ့တယ်ဒီနေ့မှဘုံကြီးကတခြားနေရာတစ်ခုကိုသွားဖို့အကြောင်းပေါ်တယ်မသွားခင်ပန်းတွေကိုတိချဆောင်းရှောက်ဖို့ကိုရင်တွေကိုမှာခဲ့တယ်ကိုရင်တွေကလည်းပန်းတွေကိုတိချဆောင်းရှောက်ခဲ့ပါတယ်တရက်မှာတော့ကိုရင်တွေကပန်းရီလောင်းရင်တိခွစင်ကိုမတော်တဆတိုက်မိခဲ့ကြတယ်တိခွစင်ပြိုပြီးတိခွအိုးတွေကွဲချီခဲ့တယ်ဘုံကြီးနှစ်သက်တဲ့တိခွပန်းတွေကြိုးချီခဲ့ရလို့ကိုရင်တွေအရန်ထိတ်လန့်ခဲ့တယ် ဘုံကြီးပြန်လာချိန်တောင်းပန်ပြီးအပြစ်ခံယူဖို့သူတို့ဆုံးဖြတ်လိုက်ကြတယ်။ဘုံကြီးပြန်ရောက်လာတဲ့အခါကိုရင်တွေကအကျိုးအကြောင်းပြောပြတယ်။ဘုံကြီးကစိတ်မဆိုးတဲ့အပြင်ဘုံဘုံသိခွာပန်းဆိုင်တာကဖျားကိုလူဖို့နောက်ပြီးဘုံကြီးကြောင်းဝင်းကြီးစိမ့်စိမ့်ဆူဆူနဲ့လှပဖို့ဖြစ်တယ်။စိတ်ဆိုးဖို့သိခွာဆိုင်ခဲ့တာမဟုတ်ဘူးလို့ဆိုတယ်။ဘုံကြီးပြောတာအတိတ်ပဲရှိပါလိမ့်။စိတ်ဆိုးတော့သာထွက်ဖို့သိခွာပန်းဆိုင်ခဲ့တာမဟုတ်ပါဘူး။ဘုံကြီးကသိခွာပန်းကြိုက်တယ်ဆိုတာမှန်ပေမဲ့သူ့စိတ်ထဲမှာသိခွာဆိုတဲ့အစွဲကိုမထားဘူး။ဒါကြောင့်သိခွာရှိတာနဲ့သိခွာဆုံးရှုံးတာကသူ့စိတ်ပျော်အောင် ေါသထွက်အောင်မတက်ရောက်စေနိုင်ခဲ့ဘူး။နေ့စဉ်လူ့ဘဝမှာကျွန်တော်တို့ရဲ့လူရင်းတွေကများခဲ့တယ်။ရယူရာနဲ့ဆုံးရှုံးတာကိုကျွန်တော်တို့အယံကယူဆိုင်ခဲ့ကြတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ခံစားချက်ကနေလိုက်မြင်လိုက်နဲ့ကျွန်တော်တို့မပြောရွှင်ခဲ့ကြဘူး။စိတ်တူဒေါသဖြစ်ဖို့ကျွန်တော်တို့တွေးဆောင်ခဲ့ကြတာမဟုတ်ဘူး။စိတ်တူဒေါသဖြစ်ဖို့ကျွန်တော်တို့အလုံးလုံးနေကြတာမဟုတ်ဘူး။စိတ်တူဒေါသဖြစ်ဖို့ကျွန်တော်တို့စားတင်နေတာမဟုတ်ဘူး။စိတ်တူဒေါသဖြစ်ဖို့ကျွန်တော်တို့တငယ်ချင်းမိတ်ဆွေထားတာမဟုတ်ဘူး။စိတ်တူဒေါသဖြစ်ဖို့နေနေမရအဖြစ်ကျွန်တော်တို့ပေါင်းသိနေတာမဟုတ်ဘူး။ စိတ်တို့ဒေါသဖြစ်ဖို့ကျွန်တော်တို့ကလေးမှုခဲ့ကြတာမဟုတ်ဘူးစိတ်တို့ဒေါသထွက်ချိန်မှာကျွန်တော်တို့ဒီလိုတွေးတောနိုင်ခဲ့ကြရင်ကျွန်တော်တို့ရဲ့စိတ်ညစ်စရာခံစားချက်တွေကိုတနည်းနည်းနဲ့ဖြေသိမ့်သွားနိုင်လိမ့်မယ်လို့ထင်ပါတယ်အားလုံးကျေလန်းချမ်းမြေကြပါစေခင်ဗျာ